welcome back to 70 english 2016မှာဒီတစ်ခါ verb to be ကို negative နဲ့ question လေးလုပ်ကြည့်ပါမယ် exercise 9ရတော့ look ask and answer ကြည့်မယ်မေးမယ်ပြီးတော့ဖြေမယ်ပထမပုံလေးမှာဆိုလို့ရှိရင်ဒါ rabbit လေးပေါ့နော် rabbit လေးဟာသူဒဏ်ရထားတယ်ကောင်းကောင်းပြေးနိုင်မဲ့ပုံမပေါ်ဘူးဒီမှာထူးထူးခြားခြား turtles နှစ်ကောင်ကမြင်မြင်ပြေးနေတဲ့ပုံပေါ့ ောက်တစ်ခုမှာတော့កောင်းလေးอ่ะបំមុខជីយូសាနေဆိုတော့តរតសាနေရဲ့ပုံစံရှိတယ်ဒီပုံလေးတွေကိုជីပြီးတော့ကျွန်တော်တို့อ่ะមេគុនလေးတွေមេជីပါ For example number 1 was the rabbit fast មានလားတဲ့ Is the rabbit fast No it isn't မមានပါဘူး It's slow နေတယ်ဒါဆိုရင်មេគុនលុចင်တဲ့កាបាលុមិនလဲ verb to be ကိုရှေ့တည်ရင်ပါဒီလိုလေးမှတ်လိုက်ပါမယ်အမေ လုတ်ခြင်းဘီရှိတယ်ဘီဆိုတော့ verb to be ကိုပြောတာပါညင်းလေ be plus not အမေလုတ်ခြင်းဘီရှိတယ်ညင်းလေ be plus not မေကုန်းလုတ်ခြင်းတဲ့အခါ verb to be လေးကိုရှင်းတင်လိုက်ပါရှင်းဆုံးမှရေးလိုက်ပါညင်းစုလုတ်ခြင်းတဲ့အခါ verb to be ရဲ့နောက်မှာ not လေးထည့်လိုက်ပါအရှိရေးလဲရတယ်အတူရေးလဲရပါတယ် number 2 the toddle slow toddles ကအများကြီးဖြစ်တဲ့အတွက်ဘယ်ကောင်သုံးလဲပြောရင် are ပါ are the toddles slow no they ant They enter. they are not libera. Know the end. Doesn't mean what they are fast. Jonathan hungry. Jonathan nga anegim shite dwe chanarwa is nemi wame. Is Jonathan hungry. သူအဆောင်နေရပုံပေါ့ပါ yes he is ပါ number 4 bad thirsty ရေးဆောင်နေလားတဲ့အနေကင်းဖြစ်တဲ့အတွက် is he is bad thirsty yes she is and number five, the girls happy. Kamaliri, ကောင်မလေးတွေပျော်နေလားပျော်နေပါတယ်အရင်ဆုံးတော့မိကုံမိပါမယ် Are the girls happy? Yes. They are. number six, the men happy. အမျိုးသားတွေပျော်နေလားတယ် ျော်နေရအမျိုးသမီးတွေပျော်နေရပါအမျိုးသားတွေကတော့ဒီမှာမှိုင်နေတယ်မပျော်ပါဘူးရင်းဆုံးမိကုံးလေးမေးကြည့်ပါမယ် the man ကအများဖြစ်တဲ့အတွက် are the man happy no the end ဒါဆိုမပျော်ဆိုရင်ဘာဖြစ်နေရလဲ ဝန်းနေနေတာပေါ့နော်ဝန်းနေနေဆိုတော့ဒီအဆက် exercise 10 answer the question are you a boy မင်းအကောင်လေးလားတကယ်တော့ကျွန်တော်အမျိုးသားတစ်ယောက်ပါ I'm a man ပါ Are you a boy ဆိုတော့မဟုတ်ဘူးကောဒီလိုလေးဖြေလိုက်ပါ No I'm not. I'm a man. ဒီမှာတကယ်လို့မိန်းကလေးတယောက်ဆိုလဲဖြေလို့ရအောင် No I'm not. I'm a girl. Are you sad? When any lie? No. I'm not. I'm happy. no လို့ဖြေလိုက်ရင်တော့မဟုတ်ဘူးမဖြစ်ဘူးမဟုတ်ဘူးမဖြစ်ဘူးဆိုတော့နောက်မှဟုတ်တယ်ဖြစ်တယ်ဘာဖြစ်လဲဘာဟုတ်လဲဆိုတာလေးတော့ထည့်ရေးပေးရမှာဖြစ်ပါတယ် and number 3 is your teacher happy ပျော်နေလားပျော်နေရင်ဒီတစ်ခါ yes ဖြေကြည့်လိုက်ပါမှာ yes he is and number 4 is your classroom big me and dan အခန်းကြီးလားပေါ့ yes it is. Are your friends hungry? မိသားစုတွေဘိုက်ဆာနေလား? Yes. They are. Number 6 is your school bag blue? ကျောင်းလွယ်အိတ်ကအပြာရောင်လားတဲ့ဒီခါ no လေးတစ်လက်ပြန်ဖြေလိုက်ပါမယ် no it is in အပြာရောင်မဟုတ်ဘူး is red ဒီလိုပုံစံလေးတွေကိုအတူယူပြီးတော့ကျန်တဲ့ဒီ speaking words လေးပေါ့နော်ကျန်တဲ့ကိုသက်ဆိုင်ရနေပဲစကားလုံးလေးထည့်ပြီးအစားတို့ပြောကြလို့ရပါတယ်ကျေးဇူးတင်ပါတယ် Sammy English 2016ဖြစ်ပါ YouTube channel လေးကို like share subscribe လုပ်ခြင်းအပြင်သင်ခန်းစာတွေကိုကြည့်ရှုလို့ရမှာဖြစ်ပါတယ် See you in the next video